ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ channel လေးအနေနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဒီ my id ထဲမှာကျွန်တော် point 1000နဲ့မှ950 point ကိုကျွန်တော်ဘယ်လိုမျိုးယူရမလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမယ်ရေဦးစွန်းနဲ့ကျွန်တော်ကျွန်တော်တခုပြောချင်တာကကျွန်တော်ရဲ့အတန်လေးကိုကျွန်တော်တီးခန့်ပြီးနားထောင်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ထင်တယ်လောက်နေမကောင်းဘူးเนาะအဲ့တော့ကျွန်တော်တို့ point 1950ယူဖို့အတွက်ဆိုရင်လိုအပ်တဲ့ချက်လေးတွေရှိတယ်အဲ့ဒီကောင်ကတော့ကျွန်တော်ဖုံးမိ1000ရေစုံဖြည့်ထားလိုက်ပါဖုံးမိ1000လို့လို့ကိုဝမ်းမယ်လို့ကျွန်တော်ဆိုလိုတာတော့မဟုတ်ဘူးအရင်ဆုံးအနေနဲ့လိုအပ်မှဆိုလို့ကျွန်တော်တို့ဖုံးမိ1000ရေစုံဖြည့်ထားလိုက်ပါပြီးမှပဲကျွန်တော်တို့ဘယ်လို မျိုးယူရမလဲဆိုတော့ကျွန်တော်ပြောပြပေးသားမယ်ကေတာဆိုရင်တော့ let's go အဲ့တော့ကျွန်တော်တို့ point တွေပါယူဖို့အတွက်ဆိုရင်ကျွန်တော်တို့ရုံစွန်းနေတဲ့ကျွန်တော် my id ထဲကျွန်တော်တချက်ဝင်လိုက်မယ်ဝင်တဲ့အချိန်မှာကျွန်တော်တို့ brother တို့တွေကိုကျွန်တော်ဗေနာမလဲဆိုတော့ကျွန်တော်ဒီနေရာပေါ့နော်ဒီနေရာလေးကိုကျွန်တော်တချက်နှိပ်ပေးလိုက်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီကောင်ကကျွန်တော်ဒီ event ပေါ့နော်ဒီ event ကကျွန်တော်တရက်လေးလပိုင်းတရက်နေ့ကနဲ့လေးလပိုင်း15ရက်နေ့ထိပဲကျွန်တော်တို့ run တာပေါ့နော်ပြီးရင်ကျွန်တော်နောက်တစ်ခု event လာမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့လောလောဆယ်ကကျွန်တော်ဒီကောင်က point 2900ပေးမယ်လို့ကျွန်တော်ပြောထားပါပေါ့နော်အဲ့တော့အခုကကျွန်တော်ဒီနေ့က ကျတော့ကျွန်တော်တို့အခုကြည့်မယ်ဆိုရင်ရှင်းရနေတော့ရှိပြီရှင်းရနေရှိပြီဆိုတော့ကျွန်တော်တို့အဲနောက်ကျသွားပြီဗောနောနောက်ကျပေမဲ့လည်းကျွန်တော်တို့1900လုံးလို့ကျွန်တော်မရပေမဲ့လည်းကျွန်တော်တို့ဒီနေ့ရှင်းရနေဆို9ရက်စာတော့ရှိတယ်9ရက်စာအိုဒီမှာတဲရက်ကို90ရမယ်ဆိုခွန်က35 350 point အဲကျွန်တော်တို့ point ကြီးရမယ်ပြီးရင်ကျွန်တော်နောက်တစ်ခုကကျွန်တော်ဒီ1000 TD ကိုကျွန်တော် claim ခွေပေးမယ်ပြီးနောက်တစ်ခုကကျ350ရှိမယ်ဒီကောင်900ရှိပြီဒီကောင်900ရှိမယ်ဗောနောအဲ့တော့ဒီကောင်လေးတွေကိုကျွန်တော်တို့ point ကြီးရဖို့အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ရင်းစွန်းနေနဲ့ကျွန်တော်တို့ဒီ H2L package ကိုအရင်ဆုံးဝယ်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော် H2L package ဝယ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီကောင်ဘိုင်းကိုကျွန်တော်တချင်တိုက်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့မှာကျွန်တော်တို့အခုဒီမှာဘိုင်းစွာလေးကိုကျွန်တော်တချင်တိုက်ပေးလိုက်မယ်အဲ့တော့ကျွန်တော်ဆက်ဆက်ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင် H2L package ဝယ်ပြီးပြီဆိုရင်ကျွန်တော်တို့ claim ခွင့်ရမယ်ပေါ့နော်ကျွန်တော်ဒီမှာ claim ခွင့်ပဲရမယ်ဆိုရင်ကျွန်တော်တို့0.50ရပြီနောက်15ရက်နေ့ထိကိုကျွန်တော်နေ့တိုင်းဝင်ယူလိုက်ပါနော်အဲ့တော့ကျွန်တော်တို့0.50 50ရသွားမယ်နောက်တစ်ခုကကျွန်တော်ဒီ1000ပွင့်ရဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာ mission လေးတွေရှိမယ်အဲ့ဒီကောင်လေးကိုကျွန်တော်အကုန်လုပ်ပေးရမယ်အကောင်လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာ ြစ်ဝမ်းနဲ့ပါဖုန်းနံပါတ်တစ်ခုကိုကျွန်တော်ချိန်ပေးရမယ်နောက်တစ်ခုကကျတော့ subscribe daily package ဒီကောင်လေးကိုကျွန်တော်လုပ်ပေးရမယ်ပြင်ဒါလေးရှိမှဒါလေးရှိမှဒီကောင်ကိုကျွန်တော်မပြောပြခင်ပါဒီကောင်လေးကိုကျွန်တော်တို့အရင်ဆုံးဒီကောင်ကို white နေရာရဖို့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးတော့မယ်ကျွန်တော်တို့ဒီဖုန်းထဲကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်အဲ့တော့ကျွန်တော်ဒီနေရာမှာကျွန်တော် star 551ပြီးရင်ကျွန်တော် share ဆိုပြီးတော့ကျွန်တော်တို့ခေါ်ပေးလိုက်မယ်ဒီနေရာမှာကျွန်တော်တို့ daily wear ခိုင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာတစ်ကိုကျွန်တော်တို့တစ်ကိုနေပေးလိုက်မယ်ပြီးရင်ကျွန်တော်စမ်းလို့ကျွန်တော်တစ်ချက်နေပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာနံပါတ်1ကိုကျွန်တော် confirm လုပ်ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ဒီကောင်နံပါတ်1ကယူဝယ်ပြီးပြီပေါ့နော်အဲ့တော့အဲ့နေရာကိုကျွန်တော်တို့တစ်ချက်ပြန်သွားမယ်အဲ့တော့ကျွန်တော်တို့နည်းနည်းဆွဲချလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ refresh လုပ်လိုက်မယ်ဆို claim ခွင့်ရသွားပြီအဲ့တော့ကျွန်တော် point တွေရရသွားပြီအဲ့တော့ဒီကောင်ကကျတော့ daily ဖြစ်တဲ့အတွက်ကျွန်တော် subscribe လုပ်တဲ့အချိန်မှာကျွန်တော်တို့နေ့တိုင်းကျွန်တော်ဘေးအားဖြတ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တခါတည်းဒီကောင်ကို unsubscribe ပြန်လုပ်မယ်အဲ့ဆိုရင်ဘေးမဖြတ်တော့ဘူးပေါ့နော်အဲ့တော့ unsubscribe လုပ်ဖို့အတွက်ဆိုရင်လည်းကျွန်တော် star 551ရှက်ကိုကျွန်တော်ပြန်ခေါ်လိုက်မယ်မဟုတ်ရင်ကျွန်တော်တို့ဘေးဖြတ်သွားမှာဆိုလို့ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့နံပါတ်ခွန်မှာ unsubscribe ဆိုတာလေးရှိအကောင်ကျွန်တော်တစ်ဆန့်လို့ကျွန်တော်တစ်ချက်နှိပ်ပေးလိုက် ်မယ်ပြီးကျွန်တော် confirm လုပ်ဖို့အတွက်ကျွန်တော်နံပါတ်1ကိုကျွန်တော် send လုပ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်ဒီကောင်းလည်း unsubscribe လုပ်ပြီးပြီနောက်တစ်ခုကကြာတာကျွန်တော်တို့ဒီနေရာမှာ subscribe daily package from bebel pop bebel pop လေးကျွန်တော်ဝယ်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော် bebel pop ဝယ်ဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ဒီဖုန်းထဲဝင်လိုက်မယ်ပြီး star 602 share ဆိုပြီးရိုက်ထည့်ပေးမယ်အဲ့ဆိုရင်ကျွန်တော်ခဏလေးစောင့်ပေးမယ်ပေါ့နော်အဲ့ပြီးရင်ကျွန်တော်တို့ဒီနေရာမှာနံပါတ်1ကိုကျွန်တော်တို့ဝယ်ပေးလိုက်မယ်စမ်းလို့ကျွန်တော်တက်ချန်နေပေးလိုက်မယ်ပြီးရင်ကျွန်တော်နံပါတ်1ကိုပဲကျွန်တော် confirm လုပ်လိုက်မယ် အဲ့ဆိုရင်ဒီကောင်လည်းအောင်မြင်သွားပြီအဲ့တော့ဒီနေရာကိုပြန်သွားကြတဲ့အချိန်မှာကျွန်တော်တို့နည်းနည်းအပေါ်ဆွဲချလိုက်မယ်ဆိုရင် claim ခွင့်ရပါမယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော် claim လုပ်လိုက်မယ်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုကကျတော့ subscribe daily package from my review my review လေးကျွန်တော်ဝယ်ပေးရမယ်ဗောနောအဲ့တော့ကျွန်တော်ဖုန်းထဲကိုကျွန်တော်တချို့ဝင်လိုက်မယ်အဲ့တော့ကျွန်တော်ဖုန်းထဲဝင်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာ star 529ရှက်ကိုကျွန်တော်တို့ရိုက်ထည့်ပေးရမယ်အဲ့တော့ကျွန်တော်ဒီနေရာမှာ my review မှာလည်းကျွန်တော်တို့ daily ရှိတယ်ဆိုတော့ number 1ကိုကျွန်တော်တက်ရှင်းနေပေးလိုက်မယ်ပြီးကျွန်တော်တို့ stand ကိုကျွန်တော်တက်ရှင်းနေပေးလိုက်မယ်အဲ့ဆိုရင် number 1ကိုလည်းကျွန်တော် confirm လုပ်လိုက်မယ် ဲ့တော့ကျွန်တော်တို့ဒီကောင်လေးအောင်မြင်သွားပြီဆိုတော့ကျွန်တော်ဒီနေရာမှာပြန်ဝင်မယ်ဆိုရင်ကျွန်တော်အပေါ်နဲ့နဲ့ဆွဲချလိုက်မယ်ဆိုဒီမှာ claim ခွင့်ရအောင်မယ်အဲ့ဒါဆိုရင်ကျွန်တော် point နေရာရအဲ့တော့နံပါတ်1ကကျတော့ကျွန်တော်တို့ unsubscribe လုပ်ပြီးပြီးနံပါတ်2နဲ့3ကကျတော့ unsubscribe မလုပ်ရသေးဘူးပေါ့နော်အဲ့တော့ unsubscribe လုံးမှပဲကျွန်တော်ဘေကမဖြတ်မှာအဲ့ကြောင့် unsubscribe ကနှစ်ခုကျန်သေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ကျွန်တော်ဖုန်းထဲကိုပြန်ဝင်မယ်ပြီးရင်ကျွန်တော်တို့ခုနဘယ်ဘယ်ပေါ့က star 602ရှက်ကိုကျွန်တော်တစ်ချက်ခေါ်လိုက်မယ် ပြီးရင်ကျွန်တော်ဒီနေရာမှာအန်ဆခွားကနံပါတ်5မှာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်အန်ဆခွားကိုကျွန်တော်တစ်ချက်ဆန်းလုပ်လိုက်မယ်။ပြီးရင်ကျွန်တော်နံပါတ်1ကိုကျွန်တော် confirm လုပ်လိုက်မယ်။အဲ့ဆိုရင်ဒီကောင်လည်းအောင်မြင်သွားပြီ။နောက်တစ်ခုကကျတော့ကျွန်တော် star 529ရှက်ကိုကျွန်တော်တို့အန်ဆခွားလုပ်ရအောင်မယ်ပေါ့နော်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့အန်ဆခွားလုပ်ဖို့အတွက်ဆိုရင်နံပါတ်3ပေါ့နော်။နံပါတ်3ကိုကျွန်တော်တို့အန်ဆခွားလုပ်ဖို့အတွက်ဆိုရင်နံပါတ်3ကိုကျွန်တော်ရွေးလိုက်ပါ။နံပါတ်3ကိုရေးလိုက်ပါ။ပြီးရင်ကျွန်တော် confirm လုပ်ဖို့အတွက်ဆိုရင်နံပါတ်1ကိုကျွန်တော်ဆန်းလုပ်လိုက်မယ်။ အဲ့ဒါဆိုရင်ကျွန်တော်တို့၃ခုလုံးကိုကျွန်တော်တို့ကအဲအန်ဆော့ခွိုက်လုပ်ပြီးဆိုတော့ဘေးမဖြတ်တော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာဒီ point လေးတွေရပြီဆိုတော့ဒီ link one number တခုပဲကျန်တယ်အဲ link one number ကိုကျွန်တော်တို့ဖြည့်ဖို့အတွက်ဆိုရင်ကျွန်တော် link one number ကိုလည်းကျွန်တော်တို့ဒီမှာ go ကိုကျွန်တော်တစ်ချက်နှိပ်ပြီးလိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာ phone number တခုကိုကျွန်တော်တို့ထည့်ပြီးလိုက်မယ်အဲ့ဒါကျွန်တော်တို့ phone number ထည့်ပြီးဆိုရင်ကျွန်တော် container ကိုကျွန်တော်တစ်ချက်နှိပ်ပြီးလိုက်ပါအဲ့ဆိုရင်ဒီ phone number ကိုထည့်ထားတဲ့နေရာမှာကျွန်တော်တို့ OTP လေးကြားလာမယ်အဲ့ဒီ OTP ကိုယူဖို့အတွက် message ကိုဝင်လိုက်မယ်ဆိုတော့439 499 439 499ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်မယ် ယ်ဒါကျွန်တော်တို့ continue ဆိုတော့ကျွန်တော်တစ်ချက်နှိပ်ပြလိုက်မယ်ဆိုရင်ဒီကောင်ကလည်းကျွန်တော်တို့ချိန်ပြီးသွားပြီဗောနော်ချိန်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်ကို claim လုပ်လိုက်ပါ claim လုပ်လိုက်မယ်ဆိုတော့သွားငါ point လေးရသွားပြီပြီးကျွန်တော်ဒီညမှာ1200 point လေး claim ခွင့်ရသွားမယ်အဲ့တော့1200ကိုကျွန်တော်တို့နှိပ်ပြလိုက်မယ်ဆိုရင်ကျွန်တော်တို့ point တွေကတော့ရပြီပဲဖြစ်ပါတယ်အဲ့ဒါစုစုပေါင်း point ကဘယ်လောက်ရပြီလဲဆိုတော့ကျွန်တော်တစ်ချက်တွက်ပြပေးသွားမယ် အဲ့တော့ကျွန်တော်တို့ point တွေရတော့ကျွန်တော်တို့အကုန်လုံးကျွန်တော်ပြန်တွက်ပြရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ900 900 900ဆိုတော့600ရှိပြီပြီးကျွန်တော်350နဲ့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့900နဲ့မှ90ပြီး950ကိုကျွန်တော်1000နဲ့ကျွန်တော်တစ်ချက်ပေါင်းပေးရမယ်950ကိုကျွန်တော်1000နဲ့ကျွန်တော်ပေါင်းလိုက်မယ်ဆိုရင်2150ကျွန်တော်ခုနတုန်းကဒီမှာ90လဲကျွန်တော်ရသေးတယ်ဆိုတော့ကျွန်တော်တို့90ကိုကျွန်တော်တစ်ချက်ပေါင်းပေးလိုက်မယ်ဆိုရင်2100ကျွန်တော် point ရတယ်အဲ့ဒါအဲ့တော့ကျွန်တော်ဒီနေ့ပဲယူရသေးတယ်နောက်နေ့ကလည်းကျွန်တော်ယူလို့ရတယ်15ရက်နေ့ထိကျွန်တော်ယူလို့ရတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ရှင်းရက်နေ့ ဆိုတော့ကျွန်တော်တို့90 71စနစ်73 45ဆိုတော့နောက်တော့9ရက်ကျန်သေးတယ်အဲ့တော့9ရက်ဆိုရင်ခွန်ကားလီ35 350 point ရသေးမယ်ဆိုရင်350 point ရမယ်ဆိုရင်စုစုပေါင်း2550 point ရမှာပေါ့နော်အဲ့တော့မစိုးလို့ပြောလို့ရမယ်သူကလည်းသူတို့ဒါတမှကျွန်တော်တို့2900 point ရဖို့အတွက်ဆိုကျွန်တော်တရက်နေ့ကစားလုပ်ခိုင်းရင်ကျွန်တော်2900 point ရမှာပေါ့နော်အဲ့တော့ဒီနေ့မှစားလုပ်မယ်ဆိုရင်တော့မှကျွန်တော်တို့2550ဆိုတော့ဒါတာတို့လည်းကျွန်တော်အခုချက်ချင်းဒီ2550ကို point ကိုကျွန်တော်တို့လက်မလွတ်တယ်ပန်းနဲ့ကျွန်တော်တို့တခါလေးယူလိုက်ပါယူလို့ရ တဲ့နေရာတော့ကျွန်တော်တို့လွယ်လွယ်လေးပေါ့နော် brother တို့ကတခုရှိတာကဒီ unsubscribe လေးဒီ subscribe လေးတွေကျွန်တော်တို့ဝယ်ပြီးသွားပြီဆိုပြန်ပြီးတော့ unsubscribe လုပ်လိုက်ပါ normal ဆိုရင်ကျွန်တော်တို့ဒီ subscribe လေးတွေကကျွန်တော်ကျွန်တော်တို့နေ့တိုင်းဘေးဖြတ်သွားမှဆိုလို့ပေါ့နော်ကျွန်တော်တခါတည်း unsubscribe လုပ်ဖို့တော့လိုဝမ်းမပေးပါနဲ့ကြည့်တာဆိုတော့ဒီနေ့ video ကတော့ဒီလောက်ပဲ video အဆုံးထိကြည့်ပြီးတဲ့ငယ်ချင်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel ကိုလည်း subscribe မနေပေးသေးရသေးဘူးဆိုရင်ကျွန်တော် channel ကိုလည်း subscribe နှိပ်ခဲ့ပြီးပို့တောင်းဆိုပါတယ်ကြည့်တာဆိုတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံး thanks for watching